တဲစုငိမ့်ထက်တာရင်အလှမဲဂျေကေဆိုဖီယာကိုရွေးချယ်ကအရေးချင်းမနိုင်ချောင်းကိုတက်တည်ပြလိုက်တဲ့မရန်ဆိုင်တော့2025ခုနှစ်အတွက်မစ်ဂရန်မြမအလှမဲအစ်စ်ကတော့ပေါ်ထွန်းလာခဲ့ပါပြီအဆိုပါအလှမဲကတော့ရှမ်းပြည်နယ်နန်ခမ်းမြို့ကကချင်တိုင်းဒေသလေဂျေကေဆိုဖီယာပါဂျေကေဆိုဖီယာကိုရွေးချယ်ပြီးမှတော့မစ်ဂရန်မြမနေးရှင်းနယ်ဒါရိုက်တာအသည်ကချင်ဆော်ရမရန်ဆိုင်တော့ဟာထူးအောင်လည်ထထောင်ရေးချင်းရှိတဲ့အလှမဲဒါရိုက်တာတို့ဖြစ်နေတတ်မှတ်ခြင်းကိုခံနေရပြီလည်းဖြစ်ပါတယ် ခုဆိုရင်တော့မရန်ဆိုင်တော်ဟာ Miss Grand မြန်မာပွဲကိုကြီးကျယ်ခမ်းနားစွာကျင်းပနိုင်တယ်လို့အရေးချင်းချင်းအလှမေကိုလည်းရွေးချယ်နိုင်ခဲ့တာပါ။ခုဆိုရင်ပရိသတ်တွေကလည်းအလှမေဂျီကီဆိုဖီယာကိုချစ်ခင်အားပေးနေကြကတော်တော်လေးကိုမျှော်လင့်နေကြတာပါ။ထို့သဖြင့်တော့တချို့ကဆိုရင်ဂျီကီဆိုဖီယာဟာတဲဆူငိမ့်ထတာမှာတင်ငိမ့်ကအရေးချင်းချင်းအလှမေဖြစ်တယ်လို့ဆိုရတယ်။ဒီလိုမျိုးရေးချင်းချင်းအလှမေကိုရွေးချယ်နိုင်ခဲ့လို့ National Director တဲ့မရန်ဆိုင်တော်ကိုချီးကျူးနေကြတာပါ။ဒီမတိုင်ခင်မှာတော့အသေးစုရင်တဲ့ထူးအောင်လင်ကိုပဲပရိသတ်တွေကတက်တက်လို့အားပေးခဲ့ကြတာပါ။ ဒါကလည်းအလှမဲ့တဲဆူငင်းဟာအသက်အရွယ်ငငယ်နဲ့အလှမဲ့တရားရေးခြင်းအလှပရိုင်နဲ့ပြည့်စုံနေတာကြောင့်မအလှမဲ့တဲဆူငင်းဟာအင်္ဂလိပ်စကားကိုလည်းကျွမ်းကျင်ပိုင်နိုင်စွာပြောနိုင်သလိုခန္ဓာကိုယ်အချို့စာမျက်နှာအလှပါကဝတ်လန်းဆောင်ပုံအလှမဲ့တရားအနေနဲ့ဉာဏ်ရည်ဉာဏ်သွင်းစတာတွေကိုအားလုံးကပြည့်စုံနေပါတယ်။ဒါကြောင့်လည်းတဲဆူငင်းရဲ့အရှိန်ဟာခုချိန်ပြောင်းမှာနိုင်ငံကမှ beauty vegan ပြည်သက်တွေချားရဲမှာရိုက်ခတ်မှုရှိနေစေဆိုတာကိုတဲဆူငင်းဝင်ခဲ့တဲ့ fashion တွေဝတ်စားတဲ့ style ပုံစံတွေကို နောက်တက်တဲ့အလှမယ်တွေကလိုက်ပြီးတော့မြင်နေကြတာကိုသိသားပါတယ်။တခြားတစ်ဖက်မှာလည်း National Director ထွန်းလွင်က Sporting အကောင်ဆုံး National Director ဖြစ်နေသတ်မှတ်ထားတာပါ။ဒါပေမဲ့လည်းတဲဆုငိမ့်နဲ့ထွန်းလွင်တို့ဟာမနေ့က MGN ဥက္ကဋ္ဌနာဝန်နဲ့ပြဿနာတက်ပြီးမှပဲ Miss Grand Organization နဲ့လက်တွဲဖြုတ်ခဲ့တာပါ။ဒီမနက်ငယ်ကပြည်သက်တွေကတော့အဲ့ဒီအချိန်မှနေစကမစ်ဂရန်ပွဲဆိုရင်အတန်လဲမကြခြင်းအယုတ်လဲမမြင်ကြအောင်တပိတ်မှောက်ထားကြတာပါထွန်းလွေရဲ့နေရာကိုဝင်ရတဲ့မစ်ဂရန်မြန်မာ National Director ဟာလည်းအားပေးသူပြည်သက်မရှိပဲ ဘာမှကိုပွဲခမ်းနာအောင်လုပ်နိုင်မှာမဟုတ်ဘူး။ Miss Grand မှလည်းတဲဆူငင်းလို့အရေးချင်းရှိရင်အလှမယ်မထွက်နိုင်ဘူးလို့ဆိုကြရပဲဖြစ်ပါတယ်။ဒါမှမဟုတ် Maran Sino ဟာ Sona ကပြောခဲ့တဲ့ Miss Grand မြန်မာပွဲကိုအပိတ်သူပြိတ္တနေတဲ့ကြောင့်ထွန်းလွင်ထက်တောင်းထွန်းလွင်ကင်မုံကင်နီးထက်ကိုမညံ့အောင်ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။ဝင်းနာတရဖို့ဆိုရန်ရှိသွားကောင်မကြခင်မှာ Miss Grand International ပွဲမှာမြန်မာကိုစားပြုရှင်ပြိုင်သွားမဲ့အလှမယ်လေး JK Sophia ဆိုရင်တဲဆူငင်းထက်တောင်မှအရေးချင်းရှိရလို့ဆိုရပါမယ်။ အလှမဲ့ချေကီဆိုဗီယာဟာ body brain beauty စတဲ့အလှမဲ့တယောက်နဲ့ရေချင်းနဲ့ပြည့်စုံတယ်လို့ဆိုရပါမယ်ထို့သဖြင့်တော့ချေကီဆိုဗီယာအတန်ပေါင်းအားအကောင်းကောင်းနဲ့အစောတော်တူမို့လို့ MGI Grand Vice အစဉ်ရှင်ပြိုင်မှုမှာအကောင်းဆုံးရှင်ပြိုင်နိုင်မှာတည်ချပါတယ်။ဒါကြောင့် JK Sophia အင်္ဂလိပ်စကားကိုကျွမ်းကျင်စွာပြောနိုင်တယ်လို့တော်လက်ထက်မြက်ပြီးတော့ညံကောင်းတာပါ။ဒါ့အပြင်တဲဆူငိမ့်ထန်ကြီးရဲ့ JK Sophia ဟာလူရဲလူကဲခလဲတိတကောင်ကိုယ့်ကိုယ်ယုံကြည်ချက်ပြင်းနဲ့စမတ်ဖြစ်လုံးပါတယ်။ဒါကြောင့်လည်းမိနစ်ကလို့စင်ပေါ်ကနေရှစ်တကွဲငိုပြီးတော့စင်းမဲ့ချင်းနေပြောလဲမရှိပါဘူး။ ခုဆိုရင်နန်းခမ်းမျိုးကကချင်တို့လေး JK Sophia ဟာရေဒါအားလုံးရဲ့အသင်းလုံးကိုဖန်ဆားထားနိုင်တဲ့ချစ်စရာကောင်းတဲ့ Miss Grand မြန်မာအလှမယ်လေးတစ်ယောက်ဖြစ်လာပါပြီ။ဒါကြောင့်လဲမရန်ဆိုင်တို့ကိုချီးကျူးရမှာပါ။ဒီတော့အလှမယ်လေး JK Sophia ဟာ MJ မှာတဲဆွနေရဲ့ရလက်ကိုမှီနိုင်ပါမလားဆိုတော့စောင့်ကြည့်သွားပါမယ်။ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရော Miss Grand အစ်တလေး JK Sophia နဲ့ Miss Grand ဟောင်းတဲဆွနေတို့နှစ်ယောက်မှာဘယ်သူကိုအားပေးကြအောင်လဲဆိုတော့ပြောသွားကြပါအောင်ရှင်။